ပါရှင်ဒီတစ်ခါတော့အုံနုခောက်ဆွဲလေးချက်ဆောင်มาဖြစ်ပါတယ်အုံနုခောက်ဆွဲထဲမှာ cream of mushroom လေးထည့်တဲ့ဟာကတော့ကျမဒီကိုလာတဲ့အခါမှာကျမအတော်ကအုံနုခောက်ဆွဲချက်ကျွေးတဲ့အခါဒီ cream of mushroom လေးထည့်တာကိုကျမတို့တွေ့တယ်စားလို့လည်းကောင်းလို့အာကျမတို့ထည့်ပြီးတော့ချက်ပါတယ်အရင်ဆုံးကလဘဲလေးထည့်ပါတယ်ကလဘဲလေးကို ပြုတ်ထားပြီးတော့ခြေထားပါမယ်ပြီးတဲ့အခါကြက်သားကိုအယိုးနဲ့အသားနဲ့ခွဲထားပါမယ်ရှင် ိုးထဲကိုစီလီနည်းနည်းထည့်လိုက်မယ်ပြီးတော့ခုနကတော့ငင်ထားတဲ့ချက်သားထည့်လိုက်ပါမယ်အမှန်မှန်ဆိုလို့ရှင်တော့အယိုးရောအသားရောတခါတည်းရောထည့်လို့ရပါတယ်ဒါပေမဲ့ကျမကအယိုးကိုထည့်မမိပါဘူးခဲ့ကျက်တုံလေးဒိုက်ဆိုပြီးတော့ကျက်တုံလေးပါတခါလေးထည့်မယ်ပြီးတော့အယောင်ကလေးအာလှအောင်ဆိုတော့နော်စနေမှုက က်သားမှုတွေနည်းနည်းထည့်လိုက်မယ်ပြီးတော့အရာသားလေးနှံပေါင်းနှိမ့်လိုက်မယ်ပေါ့နော်လက်ကတစ်ဖက်ကဒီရိုက်တစ်ဖက်ကမှဆိုတော့အိုးကလည်းဟိုရစ်ဒီရစ်ဖြစ်နေတာပေါ့နော်ထိန်းပြီးတော့နှိမ့်ရတာပေါ့အဲ့ဒါဗီဒီယိုပိတ်ပြီးတော့ဒီချာနှိမ့်ရမှာပဲနှံတော့တယ်ပေါ့နော်ဒီချာလေးနှိမ့်လိုက်မယ်အာဒီချာလေး အရသာဝင်သွားတဲ့အနေထားတော့ရောက်ပြီဆိုလို့ရှင် chicken broth လေးထည့်လိုက်ပါတယ်ရေအစားကျွန်မ chicken broth လေးထည့်ထားပါတယ်ပို့ပြီးတော့အရသာချူအောင်လို့ပေါ့နော်အာ chicken broth ထည့်ပြီးတော့ဒီဒီချက်သားလေးနူးလောက်လေးထည့်ပါတော့ခဏလောက်အာနူးအောင်ထည့်ထားပါမယ်လို့ကျွန်မကတော့ပြောတဲ့အတိုင်းပဲအယိုးထည့်ဖို့မိတ်သွားလို့ပေါ့နော်အဲဒါကြောင့်လေးပြန်ပြီးတော့ထည့်ထည့်ပါတယ်ထည့်ထည့်ပြီးတော့အယိုးလေး ကြာရင်လည်းတထားဆောင်မပါဘူးချက်သားလေးတွေကလည်းတိတိတိလေးထားရဲဆိုတော့လေနူးကအရင်ပဲမြန်ပါတယ်ချက်သားလေးတွေနူးလာပြီဆိုလို့ရှိရင်ကျွန်တော်တို့ cream of mushroom လေးကိုထည့်ပါမယ် cream of mushroom ကျွန်မနှစ်ဘူးထည့်ထားပါတယ်ထည့်ထားပြီးတော့ကျွန်တော်တို့နှံ့အောင်ဝေထားမယ် cream of mushroom ကလည်းသူကအဲအထဲမှာအကျက်ပြီးသားလေးနော် ကိုရင်းရင်းစူအောင်ထည့်လိုက်လို့ရှင်သူစူအောင်လဲလို့ရှင်သူကချက်တော့ချက်ထားပြီးသားဆိုတော့တိတ်ပြီးတော့အများကြီးကြာကြာစောင့်ကြမလို့ chicken broth လေးတစ်ခုအာတစ်ခုထပ်ပြီးတော့ထည့်လိုက်ပါတယ်ခုနကတော့ပေးကလဘဲပေါ့နော်ကလဘဲနူအောင်ပြုတ်ထားတယ်နည်းနည်းခြေထားတဲ့ကလဘဲလေးတွေကိုကျွန်မထပ်ပြီးတော့ထည့်လိုက်ပါတယ်မမဲကလဘဲကမထည့်လဲရတယ်အရင်ကျဲနေမှာဆိုလို့ကျွန်မကဖြစ်ပြီး ပါ Cream of Mushroom နဲ့နေမယ်ဒီကအရသာတွေတော်တော်ကောင်းနေပါပြီနည်းနည်းခက်ပြီးတော့ပြပြကလေးစားခြင်းလို့ကျွန်မက level လေးပြုတ်ပြီးတော့ထည့်ခြင်းဖြစ်ပါတယ်မထည့်လည်းပဲရပါတယ်ပြီးတော့အုံးလို့ကျွန်မထည့်လိုက်ပါတယ်အုံးလို့ကတော့အာကိုဘလောက်ဒီကြိုက်လေးပေါ့နော်ကိုကြိုက်တဲ့အနေထားပေါ်မှာမူတည်ပြီးတော့အုံးလို့အနေအများထည့်လို့ရပါတယ်ဒီအုံးလို့ကတော့ဒီ800 new တဘူးပေါ့နော်အဲ့ဒီတဘူးကျွန်မထည့်ထားတာဖြစ်ပါတယ်ခုနကပရီမောမရှူနှစ်ဘူးနဲ့အဲ့ဒီအုံလို့တဘူးထည့်ထားပါတယ်တကယ်၍ပေါ့နော်သွေးတိုးရပါရှိလို့အုံလို့ပါရမစားချင်ဆိုလို့ရှိရင် အုံလို့နေရာမှာနော်ကျွန်တော်နှုံစိမ့်ခောက်ဆွဲဆိုတဲ့အတိုင်းဒီ evaporated milk ကိုအာဒီအုံလို့စားထည့်ပြီးတော့လည်းချက်လို့ရပါတယ်ကဲအုံလို့ခောက်ဆွဲရင်းလေးကတော့ရပါပြီသူက garnish အနေနဲ့ကျတုံနီလေးတွေအာကျတုံမိတ်နောက်တမယာတီး အစကြိုင်စကြိုင်ကြိုက်တယ်လို့ထည့်ပြီးတော့စားလို့ရပါတယ်။ကျမတို့ရှင်မှာတော့မုန်းချွတ်ကလေးချော်လို့ရှင်ရမ်းညှော်လို့လေမုန်းချွတ်တော့မရှိပါဘူး။ဆိုတော့ပကံထဲမှာခေါက်ဆွဲလေးရဲ့ခေါက်ဆွဲကရဲလို့ရှန်ဟိုင်းနူတက်ကိုသုံးထားပါတယ်။အာ तू က ready made ပေါ့နော်။ तू ကအာ fresh noodle ဆိုတော့ကျွန်တော်ထပ်ပြုတ်ဆရာမလို့ microwave ထဲမှာစက္ကန့်30လောက်နှွှေးလိုက်လို့ရှိရင်ရပါပြီ။ဒါဆိုလို့ရှိရင်တော့အရသာရှိတဲ့အုံမှုခေါဆွဲလေးတစ်ပွဲရပါပြီရှင်။အားလုံးကိုကျေးဇူးတင်ပါတယ်။ God bless you ။